ခရိုနီကာလိုအောင်မြင်တဲ့မွေတိုင်းဖိုက်တာတယောက်ဖြစ်ဖို့စ조사နေတဲ့အမေသစင်သူပရိသတ်များအလုံးမင်းလာပါရှင်ဆယ်လင်စိုက်တာ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်မြမရိုးရလက်ဝိတ်ကစားသမားတွေထဲမှာအမျိုးသားတွေနဲ့အတူအမျိုးသမီးတွေကလည်းရှင်ပေါင်တန်းပြီးတော့ပါဝင်နေကြပါတယ်အဲ့ဒီထဲမှာမေသစင်သူကလည်းတယောက်ပါဝင်ဖြစ်ပါတယ်မေဒဇန်ထူးဆိုတာထိုင်းနိုင်ငံမှာတယောက်တည်းသွားရောက်နေထိုင်ပြီးတော့မွေထိုင်းကိုအခြေခံကြကြသင်ယူကအစင်တန်းတစ်ခုနဲ့ရည်တည်ပြနိုင်ခဲ့တဲ့ဗရိုနီကာကိုအရန်အားကြတဲ့သူတယောက်ပါ မေတဇင်သူကဗရိုနီကာရဲ့စိတ်ဓာတ်တွေကိုသဘောကျပါတယ်။ဗရိုနီကာရှေ့ကနေလျှောက်ပြသွားတယ်လို့နောက်ကနေသူမကလည်းလိုက်ပြီးတော့လျှောက်ချင်ပါတယ်။ဒီလန်ကခက်ခဲကြမ်းတမ်းမယ်ဆိုတာကိုသိပါတယ်။ဒါပေမဲ့စိတ်ဓာတ်ပြင်းပြစွာနဲ့ရှေ့ဆက်နိုင်မယ်ဆိုရင်သူမရည်မှန်းထားတယ်လို့ဗရိုနီကာလိုမျိုးယက်တိမှုမျိုးနဲ့ယက်တိလာနိုင်လိမ့်မယ်လို့လည်းမေတဇင်သူကယုံကြည်ထားပါတယ်။ဒါကြောင့်ဘလို့အသားစီမျိုးပဲတွေ့တွေ့မေတဇင်သူကနောက်မဆုတ်ပါဘူး။ ကိုရဲ့ရေမှန်းချက်ကိုမရောက်ရအောင်ရှောင်လန်းသွားရမယ်လို့ပဲမေဒစင်ထူးကတွေးထားပါတယ်။မေဒစင်ထူးကပြည်တွင်းမှာလည်းပွဲတွေများစွာသွားရောက်ရှင်ပြိုင်ထိုးသက်ခဲ့မှုနဲ့အတွေ့အကြုံကောင်းတွေရရှိထားပါတယ်။ကိုဗစ်ကာလကနေစလို့မြန်မာပြည်ထဲမှာရိုးရာလဝိပွဲတွေကျင်းပတာမျိုးမရှိသလောက်ဖြစ်လာခဲ့ရကြောင်း ဖိုင်တာတွေကလည်းဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့အတွက်ခက်ခဲခဲခဲနဲ့ကိုရုန်းကန်ခဲ့ကြရပါတယ်။အတံမွေးဝမ်းကြောင်းမှုကိုဆက်လက်ပြုလုပ်နိုင်ဖို့အတွက်ပြည်ပပွဲတွေထွက်ကစားလာခဲ့ပါတယ်။ငွေကြေးတံမိုးခြင်းကွာဟမှုကြောင့်လည်းပြည်ပပွဲတွေမှာရရှိတဲ့ငွေကြေးကပြည်တွင်းပွဲတွေထက်အပုံကြီးတာနေပါတယ်။ဒါကြောင့်လည်းပြည်ပကိုပဲထွက်ထိုးကြတဲ့ဖိုင်တာတွေကတဖြည်းဖြည်းနဲ့ပို့ပြီးတော့အများပြားလာနေပြီးပြည်တွင်းမှာမျိုးဆက်ပြတ်သွားတော့မလားဆိုပြီးတော့စိုးရိမ်ရတဲ့အနေအထားတရက်ကိုရောက်ရှိလို့လာခဲ့ပါတယ်။ မေဒဇင်တူကလည်းလက်ရှိမှာတော့ပြည်တွင်းပွဲတွေကိုသာမကဒိုင်းနိုင်ငံမှာပါပွဲတွေကိုသွားထိုးနေပါတယ်။ဗတ်တောင်းဖိုင်နိုင်လိုပရိသတ်လက်ခံအားပေးမှုရရှိထားတဲ့ပြိုင်ပွဲမျိုးတွေတောင်မှမေဒဇင်တူကဝင်ရောက်ရှင်ပြိုင်ခွင့်တွေကိုရရှိနေပြီဖြစ်ပါတယ်။မေဒဇင်တူဟာ52ကီလိုတန်းကနေတက်လာခဲ့ရပါ။နောက်ဆက်ခွန်ပြည်နယ်နဲ့တိုင်းပြိုင်ပွဲမှာတော့မေဒဇင်တူကရွှေတစိမ့်စုကိုရရှိထားခဲ့ပူပါတယ်။ နောက်ဆက်ကုခုနှစ်မှာတော့မေဒဇင်ထူကရွှေကပတ်ဆုနဲ့လက်တကန်းအကွာကိုရောက်ရှိခဲ့သေးပေမဲ့ဖိုင်နယ်မှာရှုံးနေသွားခဲ့ရတာကြောင့်ရွှေကပတ်ချန်ပီယံဆိုတဲ့ဂုဏ်ပုံးနဲ့ဝေးကွာသွားခဲ့ရပါတယ်။နောက်ပိုင်းမှာတော့မေဒဇင်ထူဟာထိုင်းနိုင်ငံကိုပြောင်းလဲခြေချခဲ့ပြီးတော့မွေထိုင်းပွဲတွေဝင်ရောက်ရှင်ပြိုင်ဖို့ကြိုးစားခဲ့ပါတယ်။ဒီကနေ့2024ခုနှစ်တုန်းကတော့မေဒဇင်ထူရဲ့အိမ်မက်တွေပြေးခဲ့ရပါတယ်။ထိုင်းနိုင်ငံဘင်္ဂလားဗောက်စီစတေဒီယံမှာမေဒဇင်ထူကကပတ်လူပွဲဆင်နွှဲခဲ့ရပြီးတော့ ပြန်ပတ်ဆိုင်တာကိုအလဲထိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။မေဒီဆင်တူကရိုးရလက်ဝေးမှာလည်းအထွေကြောင့်ကောင်းတွေကိုပိုင်ဆိုင်ထားသူဖြစ်တယ်လို့ဗောက်စင်နဲ့ထိုက်ကွန်ဒိုမှာလည်းအဆင့်တန်းတစ်ခုမှာရက်တီထားနိုင်သူဖြစ်လို့စောင့်ကြည့်ခြင်းစရာကောင်းတဲ့ဖိုက်တာမှပဲလို့ဆိုချင်ပါတယ်။လက်ရှိမှာတော့မြန်မာဖိုက်တာတွေအများဆုံးတွားရောက်ရှင်ပြိုင်နေကြတဲ့နိုင်ငံကထိုင်းနိုင်ငံဖြစ်ပါတယ်။ရိုးရလက်ဝေးနဲ့အနေငယ်အဆင့်တူတဲ့မွေထိုင်းပွဲတွေထိုးရင်းနဲ့မြန်မာဖိုက်တာတွေကျင်လည်နေကြတာလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ကမ်ဘောဒီးယားနိုင်ငံကခွန်ခမာလက်ဝေးပွဲတွေမှာလည်းမြန်မာဖိုက်တာတွေတွားရောက် ောက်ရှင်ပြိုင်တာတွေရှိခဲ့ပြီးတော့လက်ရှိမှာလည်းစိုးမိုးစော်တို့လိုဖိုက်တာမျိုးတွေပါဝင်ရှင်ပြိုင်နေသေးပေမယ့်မွေထိုင်းပွဲထိုးနေကြတဲ့မြန်မာဖိုက်တာတွေထက်တော့အရေးအတွက်ကအများကြီးနည်းနေပါသေးတယ်။မေဒစင်ထူးကတော့ဘရိုနီကာလိုဖြစ်ချင်သူပါ။ဘရိုနီကာရဲ့စူးစားအထောက်မှုတွေကိုသင်ခန်းစာယူပြီးတော့ဘရိုနီကာလိုစူးစားအထောက်မှုပြင်ပြစွာနဲ့မေဒစင်ထူးကရှေ့ဆက်နေပါတယ်။သူမအနေနဲ့တနည်းနည်းတစ်ချိန်ချိန်မှာဘရိုနီကာလိုအောင်မြင်မှုမျိုးတွေရယူနိုင်ဖို့ထိမေဒစင်ထူးကရည်မှန်းထားခဲ့တာဖြစ်ပါတယ်။ အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။